ဆက်နီ library မှာကျူစုလိုက်ပါတယ်ဗျကျွန်တော်အနေနဲ့ကျွန်တော်လိုပဲနိုင်ငံတကာသတင်းကိုစိတ်ဝင်စားတဲ့သူတွေအချိန်ပေးပြီးသတင်းတွေကိုတနည်းအားဖြင့် live မှာဖတ်ရှုနိုင်သူတွေနဲ့သတင်းကိုအခိုင်အမာတည်ဆောက်လို့သူတွေအတွက်ကျွန်တော်တို့ဖတ်မိသိရှိတဲ့နိုင်ငံတကာသတင်းတွေကိုပြန်လည်မျှဝေပေးနေခြင်းသာဖြစ်ပါတယ်ဒီနေ့မျှဝေပေးမယ့်အကြောင်းအရာကတော့လက်တလုံးမှာဖြစ်ပွားနေတဲ့စိတ်ဝင်စရာအစရာအကြောင်းအရာတွေတဲ့ကအိန္ဒိယပါကစ္စတန်အရေးနဲ့ပတ်သက်တဲ့သတင်းဖြစ်ပါတယ်ကျွန်တော်တို့ဒီ what happens now ဆိုတဲ့အစီအစဉ်ကအခုလိုမျိုးလက်တလုံးဖြစ်ပွားနေတဲ့စိတ်ဝင်စားစရာအကြောင်းအရာတွေကိုပြန်လည်မျှဝေပေးတဲ့အစီအစဉ်ဖြစ်ပါတယ်ဗျာ ဒီနေ့မြောက်ပြည်မှာအကြောင်းအရာတွေမှာကအကြံဖက်ခံမှုဖြစ်ပွားပြီးနောက်အိန္ဒိယရက်ဆိုင်မဲ့1960အိန္ဒုမြစ်ကြီးစာချုပ်နဲ့အကျိုးဆက်ပြီးရင်တော့ဖြစ်ပွားခဲ့တဲ့အကြံဖက်မှုတွေနဲ့ပတ်သက်လို့အိန္ဒိယပြောဆိုချက်ပေါ်ပါကစ္စတန်ရဲ့ပြင်းထန်တဲ့တုံ့ပြန်ပြောဆိုမှုတွေပြီးရင်တော့အနေဆက်တလျှောက်ပြစ်ခတ်မှုတွေနဲ့နှစ်နိုင်ငံစစ်ပွဲဖြစ်ပွားလာနိုင်သလားအဲ့နောက်မှာတော့တင်းမာမှုတွေဖြစ်ပေါ်နေချိန်မှာအိန္ဒိယကပြင်သစ်တိုက်လေရင်ဝယ်ယူတဲ့သတင်းတရုတ်ကပါကစ္စတန်ထံကိုပြည်ပဖို့ပုံစံမဟုတ်တဲ့လက်နက်တွေအလင်းမြန်ရောင်းချပေးပို့နေတယ်ဆိုတဲ့သတင်း ပါကစ္စတန်ကိုလက်နက်ထောက်ပံ့တဲ့ဆိုတာကိုတူရကီကညှင်းဆိုတဲ့သတင်းပါကစ္စတန်ကဝင်ကြီးရဲ့စိတ်ဝင်စားစရာပြောစကားနဲ့အကြမ်းဖက်ဖြစ်ရပေါ်တရုတ်နဲ့အမေရိကန်တို့ရဲ့ပြောစကားတွေကိုစူးစီးမျှဝေပေးသွားမဲ့အစီအစဉ်ဖြစ်ပါတယ်ဗျပထမဆုံးမျှဝေပေးမဲ့အကြောင်းအရာဖြစ်တဲ့အကြမ်းဖက်ခံရပြီးတဲ့နောက်အိန္ဒိယရဲ့ဆိုင်မဲ့1960အိန္ဒုမြေကြီးစာချုပ်နဲ့ကြိုးစားပါဧပြီ22ရက်ကအိန္ဒိယဘက်ချမ်းမှာရှိတဲ့ကက်ရှမီးယားမှာဂျမ်ဘတ်တိုက်ခိုက်ခံရမှုဖြစ်ပွားပြီး လူ26ဦးသေဆုံးခဲ့ပါတယ်ဒီတိုက်ခိုက်မှုဟာရဲသားတွေကိုပြစ်မှတ်ထားပြီးဒေသတွင်းခီးသွားလုပ်ငန်းကိုအထိနာစေခဲ့တယ်လို့ဘာသာရေးအသွင်ဆောင်တဲ့အချက်လက်အချို့လည်းပေါ်ထွက်လာခဲ့ပါတယ်တင်ကြတာကတော့အရင်ကာလတွေကဖြစ်နေကြလို့မျိုးနေဆက်ဖက်မှာစစ်ဖက်ဆိုင်ရာတွေချင်းသို့မဟုတ်စစ်ဖက်ဆိုင်ရာပြစ်မှတ်တွေကိုဥတီတာမျိုးဆိုတာတွေနဲ့တော့အတော်လေးကွာခြားခဲ့ပါတယ်အိန္ဒိယကတော့ပါကစ္စတန်အစိုးရက နေဆက်ဖြတ်ကျော်ကြမ်းဖက်မှုကိုထောက်ပံ့ကူညီပေးနေတယ်လို့ပြောကြားခဲ့ပြီးနိုင်ငံဆက်ဆံရေးဟာဒီဘက်နှစ်တည်းအတွင်းမှာတော့အနေဆုံးအဆင့်ထိကျဆင်းခဲ့ပါတယ်။အဲဒီနောက်မှာတော့နှစ်ဖက်တန်တမန်ဆိုင်ရာအရေးယူမှုတွေပြုလုပ်ခဲ့တယ်လို့အိန္ဒိယကပါကစ္စတန်နဲ့ထိစပ်နေတဲ့အဓိကကုန်းမြေနယ်နိမိတ်ကိုပိတ်ပစ်ခဲ့ပါတယ်။အဲဒီအပြင်ဟိမဝန္တာကအရေးပါတဲ့မြေကြီးကိုမျှဝေယူရတဲ့1960ခုနှစ်ထဲကပြုလုပ်ခဲ့တဲ့အိန္ဒုရေစာချုပ်ကိုရပ်ဆိုင်းခဲ့ပါတယ်။1960အိန္ဒုမြေရေစာချုပ် အိန္ဒုဝါတာထရစ်တီ IWD ကိုအိန္ဒိယကရပ်ဆိုင်းလိုက်တာကြောင့်မလို့လက်ရှိရေတူလောင်လှည့်ပြောင်းအသုံးပြုအခြေခံအဆောက်အဦတွေကိုမွန်းမံတာအစ်တီဆောက်တာတွေကိုပါကစ္စတန်နဲ့အတိပေးညှိနှိုင်းတာမျိုးမလုပ်ဖဲလှုပ်ဆောင်နိုင်တော့မယ်လို့ဆိုပါတယ်။အဲဒီစာချုပ်မှာအကျုံးဝင်တဲ့အိန္ဒုမြေဝန်အရှိတ်က မြစ်သုံးသူဖြစ်တဲ့ Ravi Biyane Satlash တို့ကအိန္ဒိယကိုစီးဆင်းနေပြီးတော့နောက်ဖက်ကမြစ်တွေဖြစ်တဲ့အိန္ဒု Jhelan နဲ့ Chinnet တို့က အဲ့ဒီအဲ့ဒီမြစ်တွေရဲ့80ရာခိုင်နှုန်းကပါကစ္စတန်ကိုသွားပါတယ်ပါကစ္စတန်စိုက်ပျိုးရေးရဲ့80ရာခိုင်နှုန်းကျော်နဲ့ရေအားလျှပ်စစ်စွမ်းရဲ့၃ပုံတစ်ပုံကအိန္ဒိယမြေပွန်းကမြေကိုမှီခိုနေရတာလို့သိရပါတယ်အိန္ဒိယကအဲ့ဒီမြေခွဲဝေသုံးဆွဲရေးကိုဆိုင်းငံ့လိုက်တာဟာပါကစ္စတန်ပေါ်ရင်းယူမှုလှုပ်ဆောင်ချက်တွေကတခုဖြစ်ပါတယ်ပါကစ္စတန်ကတော့ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့သူတို့ဘာမှပတ်သက်တာမရှိကြောင်းအပြတ်ညင်းဆိုထားပြီးတော့မြေကြီးကိုပိတ်ရင်တော့စစ်ပြူလာလို့မှတ်ယူရမယ်ဆိုပြီးဒီလူကိုတုံ့ပြန်ထားပါတယ် ပါကစ္စတန်အစိုးရကသဘောတူညီချက်အတိုင်းစီမံခန့်ခွဲနေတဲ့မြေအစည်းအဝေးမှုလမ်းကြောင်းကိုပြောင်းလဲဖို့အိန္ဒိယရဲ့ကြိုးပမ်းမှုမှန်သမျှကိုအင်ပြေအားပြေတုံ့ပြန်မှာဖြစ်တယ်လို့ဧပြီ26ရက်နေ့ကသတိပေးခဲ့ပါတယ်။လေးလာသုံးသက်သူအချို့ကတော့အိန္ဒိယမှာတလောက်ပမာဏများတဲ့ရေတွေကိုတိုးလောင်ထားစရာအခြေခံအဆောက်အဦးလုံလောက်မရှိသလိုလွှဲယူဖို့တူးမြောင်းကြီးတွေလည်းမရှိဘူး။အိန္ဒိယရေအတုံးတရစစ်ထုတ်ဆက်ယုံတွေကရေစီးရနဲ့တာပိုင်ဆက်တွေကိုလဲစီတာကြောင့်မလို့ ရေပမာဏအများကြီးထိန်းထားစရာမလိုအပ်တယ်လို့အိန္ဒိယတာတမန်စေရီကလည်းအိန္ဒုဂျေလန်နဲ့ချင်းနဲ့မြစ်တွေရဲ့20ရာခိုင်နှုန်းကိုတောင်လောင်ထားလို့မရဘူးဆိုပြီးတော့အိန္ဒိယဘက်ကကြွန့်ကျင်သူတွေရဲ့ပြောကြားချက်ကိုတွေ့ရပါတယ်။ဒါပေမဲ့အိန္ဒိယမှာလက်ရှိရှိနေတဲ့အခြေခံစောင့်ဝင်ရေးမြစ်တွေကိုတုံပြီးမြစ်တွေကိုထိန်းမယ်ဆိုရင်ရေအနည်းဆုံးကာလဖြစ်တဲ့နွေရာသီမှာတော့ပါကစ္စတန်အနေနဲ့တည်ရောက်မှုတွေကိုခံစားရနိုင်တယ်လို့ခန့်မှန်းကြပါတယ် ဖြစ်တဲ့ရေကတော့ဒီစာချုပ်ရဆိုင်လိုက်တာကြောင့်ရေတူလောင်လွှဲပြောင်းသုံးပြုခြင်းဆိုင်ရာအခြေခံအစားအဦးနဲ့လုပ်ငန်းတွေကိုမွန်းမှန်တာပြင်ဆင်တာတိုးချဲ့တာအသက်ဆောက်တာတွေကိုကိုယ်ပိုင်သဘောထားနဲ့လုပ်တာမျိုးတွေတော့ရှိလာနိုင်ပြီးနောက်တစ်ချိန်မှာအခုလိုဖြစ်ရမျိုးရင်ဆိုင်ရရင်တော့ကုရက်ဖို့အသင်ဖြစ်နေစီမှာမျိုးတော့ရှိနေပါတယ်အချို့ကတော့ရေကိုထိန်းထားလို့မရရင်ထိုးချလိုက်တာကမဖြစ်နိုင်ဘူးလားဆိုတာနဲ့ပတ်သက်လို့တော့အိမ်တုမြစ်လိုပဲဟိမဝန္တာကလာတဲ့မြစ်တွေကနုံးနယ်တွေအများကြီးပါတာကြောင့်ဆယ်ရီတာတမန်တွေမှာစုပုံနေတတ်ပါတယ် ဒါတွေကိုစိတ်ချရှင်းထုတ်လိုက်ရင်မြစ်ခြေဘက်မှာကြီးကျယ်ထိခိုက်နိုင်တယ်လို့သုံးသပ်ထားပြီးရေကြီးလာခဲ့ရင်အဲ့ဒီဘေးကိုအိန္ဒိယကသူ့အနေနဲ့မြေအတွင်းမှာပထမဆုံးကြုံရမှာဖြစ်တယ်လို့ခန့်မှန်းသုံးသပ်ကြပါတယ်။နောက်ထပ်အကြောင်းအရာတစ်ခုကတော့ဖြစ်ပေါ်ခဲ့တဲ့အကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့အိန္ဒိယရဲ့ပြောဆိုချက်အပေါ်ပါကစ္စတန်ရဲ့ပြင်းထန်တဲ့တုံ့ပြန်ပြောဆိုမှုပါ။စစ်သွေးကြတွေကပါဟယ်ဂန်ဒေတာမှာရှိနေတဲ့မြခင်းပြင်မှာမျိုးသားတွေကိုခွဲထုတ်ပြီး ဟိန်းဘာသာဝင်တွေကိုရွေးချယ်ပြစ်ခတ်ခဲ့တယ်လို့လုံခြုံရေးအရာရှိတွေနဲ့အသက်ရှင်ကျန်ရစ်သူတွေကပြောကြားမှုကြောင့်အဲ့ဒီတခက်မှုဟာဟိန်းဘာသာဝင်အများစုနေထိုင်တဲ့အိန္ဒိယမှာဒေါသနဲ့ဝမ်းနည်းမှုကိုဖြစ်ပေါ်စေခဲ့တယ်လို့យေတာကြပါတယ်။အကြမ်းဖက်မှုနဲ့ပတ်သက်လို့အိန္ဒိယဟာတန်မြေရှိတဲ့စစ်သွေးကြွ၃အနက်၂ဦးကိုပါကစ္စတန်နိုင်ငံသားတွေဖြစ်ကြောင်းဖော်ထုတ်ထားခဲ့ပြီးပါကစ္စတန်အစိုးရကတော့ညှင်းဆို့ပြီးတော့ဂျာနေစုံစမ်းစစ်ဆေးမှုတစ်ခုလုပ်ဖို့တောင်းဆိုပါတယ်။ ကုလသမဂ္ဂကတော့စိတ်ဆက်ညှိနှိုင်းမှုကတစ်ဆင့်ငြိမ်းချမ်းစွာဖြည့်ရှင်းသင့်တယ်ဆိုပြီး April 24ရက်နေ့ကပြောကြားပါတယ်။အိန္ဒိယကတော့အကြမ်းဖက်သူရောထောက်ပံ့သူရောနောက်ွယ်ကစီစဉ်သူကိုပါဖော်ထုတ်ရှင်းလင်းမယ်ဆိုတာမျိုးပြောထားပြီးတော့ပါကစ္စတန်ကတော့အကြမ်းဖက်မှုဟာသူတို့နဲ့မပတ်သက်ဘူးလို့ညှင်းဆိုထားပြီးအိန္ဒိယရဲ့ဆွဆွဲပြောဆိုမှုတွေကိုအလေးမထားဘဲနဲ့အိန္ဒိယရဲ့အရေးယူမှုတွေကိုတုံ့ပြန်သွားမယ်လို့ပြောထားပါတယ်။ပါကစ္စတန်ထက်လွတ်တော်ကတော့ကက်ရှမီးယားတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးပါကစ္စတန်ပေါ်အိန္ဒိယရဲ့ဆွဆွဲပြောဆိုချက်တွေကိုပယ်ချတဲ့ ဆုံးဖြတ်ချက်အစုကိုဧပြီ25ရက်နေ့ကတညတညထဲအတည်ပြုထားပါတယ်။အိန္ဒိယဘက်ကပါကစ္စတန်ကိုပြစ်မှတ်ထားကြင်ညာခဲ့တဲ့အစီအမံများစွာဟာအလွန်တာယုံယူမှုမရှိတဲ့အပြင်ဥပဒေကိုအခြေခံထားတာမျိုးမရှိဘူး။ပါကစ္စတန်အနေနဲ့အိန္ဒိယအပေါ်တံပြန်အစီအမံများစွာချမှတ်သွားမှာဖြစ်တယ်ဆိုပြီးပါကစ္စတန်ဝန်ကြီးချုပ်ယုံကဧပြီ24ရက်နေ့မှာကြင်ညာချက်ထုတ်ပြန်ပြီးခဲ့တဲ့နောက်ပါကစ္စတန်မျိုးသားလူမျိုးရေးကောင်စီဟာဝါဂတ်နေဇက်ဂိတ်ကိုပိတ်တယ်အိန္ဒိယနိုင်ငံသားတွေကိုထုတ်ပေးထားတဲ့ဗီဇာချုပ်ကိုဖျက်သိမ်းဖို့ဆုံးဖြတ်ခဲ့တယ် ပါကစ္စတန်နိုင်ငံဆိုင်ရာအိန္ဒိယစစ်မြင့်ကော်မရှင်နာအဖွဲ့စစ်တမ်းမှုကိုလည်းမကြိုဆိုသောသူဖြစ်ကြေညာတယ်။အိန္ဒိယလေကြောင်းလိုင်းတွေအတွက်လေကြောင်းနယ်နိမိတ်ကိုပိတ်တယ်။အိန္ဒိယနဲ့ကုန်သွယ်မှုအားလုံးရပ်ဆိုင်းခဲ့တယ်ဆိုပြီးထုတ်ပြန်ကြေညာခဲ့ပါတယ်။အဲ့ဒီအပြင်အိန္ဒိယဟာမီဘလို့တိုက်ခိုက်မှုကိုမဆိုစတင်နိုင်ပြီးတော့နျူကလ িয়ার လက်နက်ပိုင်ဆိုင်တဲ့အိန္ဒိယနှစ်နိုင်ငံအကြားစစ်ပွဲအကြီးအကျယ်ဖြစ်စေနိုင်တယ်လို့ပါကစ္စတန်ကာကွယ်ရေးဝန်ကြီးခွာဂျာအဆက်ဖ်ကသတိပေးထားပါတယ်။ပြီးတော့ပါကစ္စတန်နိုင်ငံရဲ့ဝန်ကြီး ဘီလာဝါဘူဒဇဒါရီကတော့အိန္ဒုမြစ်ရဲ့စီစဉ်မှုကိုရပ်တန့်လိုက်ရင်အိန္ဒိယသွေးတွေစီစဉ်လိမ့်မယ်လို့ပြောကြားထားပါတယ်။အဲ့ဒီအပြင်ပါကစ္စတန်ဝန်ကြီး ဟာနီဖ်အဘစီကပါကစ္စတန်ရဲ့လက်နက်တိုက်တွေဖြစ်တဲ့ဂိုရီရှဟင်းနဲ့ဂါစနာဗီမှာရှိနေတဲ့ဒုံးကျည်နဲ့နျူကလ িয়ার ထိပ်ဖူး130ဟာအိန္ဒိယအတွက်ဖြစ်တယ်ဆိုပြီးဧပြီ28ရက်နေ့ကပြောကြားထားပါတယ်။ဒီပါကစ္စတန်ရထားဝန်ကြီးကသူတို့ရဲ့ဒုံးပျံနေရအိန္ဒိယနဲ့ အိန္ဒိယရဲ့အဓိကမြို့ကြီးတွေနဲ့ရေးပါတဲ့မြို့အားလုံးကိုလလန်းမိပြီးပြစ်မှတ်မှတ်ပုံတင်ထားပြီးဖြစ်တယ်လို့ဆိုပါတယ်ပါကစ္စတန်ဝန်ကြီးရဲ့ဒီအိန္ဒိယတပ်တွေကျူးကျော်မှုအနေနဲ့ကြားရောက်အန်ဆက်ဆဲဖြစ်နေပြီဆိုတဲ့ပြောကြားမှုကလည်းအလေးထားစရာတစ်ခုဖြစ်တယ်လို့ပဲဆိုရမှာဖြစ်ပါတယ်နောက်တဲ့အကြောင်းအရာတစ်ခုကတော့နေဆက်တချောင်းပြစ်ခတ်မှုတွေနဲ့နှစ်နိုင်ငံစစ်ပွဲဖြစ်ပွားလာနိုင်သလားဆိုတဲ့အခြေအနေပါ။ အချက်မဲ့ပြည်တွေတင်းမှာနေချိန်မှာပဲပါကစ္စတန်ဗချမ်းမှာရှိတဲ့ကက်ရှမီးယားဒေသကအစိုးရတာဝန်ရှိသူတူကနှစ်နိုင်ငံပိုင်းခြားထားတဲ့ထိန်းချုပ်ရေးမြင့် LOC တခြားမှာနှစ်နိုင်ငံတပ်ဖွဲ့တွေအပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားခဲ့တယ်ဆိုပြီးဧပြီ25ရက်နေ့ကပြောပါတယ်။အိန္ဒိယစစ်တပ်ဘက်ကလည်းအသေးစားလက်နက်တွေနဲ့ကန့်သက်ပြစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းနဲ့အဲ့ဒီပြစ်ခတ်မှုဟာပါကစ္စတန်ဘက်ကစတင်ခဲ့တာဖြစ်ပြီးတော့ထိရောက်စွာပြန်လည်တုံ့ပြန်ခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီဖြစ်စဉ်ကဧပြီ25ရက်နေ့မနက်အစောပိုင်း တော့မဧပြီ24ရက်ညတကောင်ရံတကောင်ရံအလွန်ထင်တယ်အဲ့လိုအချိန်မျိုးမှာဖြစ်ခဲ့တာလို့ယူဆရပါတယ်ဒါပေမဲ့အဲ့ဒီညဧပြီ25ရက်ညပိုင်းမှာတော့ကရှမီးယားမှာအပြန်အလှန်ပြစ်ခတ်မှုတွေထပ်မံဖြစ်ပွားခဲ့ပြီးတော့ပါကစ္စတန်စစ်တပ်ကအဲ့ဒီညပိုင်းမှာကရှမီးယားအိန္ဒိယပါကစ္စတန်ထိရောက်မြင်းတစ်ချောင်းမှာရှိတဲ့အိန္ဒိယစစ်တပ်စခန်းတွေကိုပြစ်ခတ်ခဲ့တာဖြစ်ပြီးအိန္ဒိယဘက်ကလည်းချက်ချင်းတုံ့ပြန်ခဲ့တယ်တေဆုံဒဏ်ရာရမှုအခြေအနေကိုအတိမပြုနိုင်သေးဘူးဆိုပြီးအိန္ဒိယမီဒီယာတွေက26ရက်နေ့မှာဧပြီ26ရက်နေ့မှာရေးသားဖော်ပြပါတယ်ဒါပေမဲ့ ပါကစ္စတန်မီဒီယာဘက်ကတော့အဲ့ဒီသတင်းထုတ်ပြန်မှုမရှိသလိုပါကစ္စတန်စစ်တပ်ဘက်ကလည်းသက်ဆိုင်ရာထုတ်ပြန်ချက်မျိုးမတွေ့ရပါဘူး။ဧပြီ25ရက်ညပိုင်းပြစ်ခတ်မှုနဲ့ပတ်သက်လို့ကက်ရှမီးယားအိန္ဒိယပါကစ္စတန်ထိန်းချုပ်ရေးမြင်းတလျှောက်ပါကစ္စတန်ဘက်ကပြစ်ခတ်မှုမပြုခဲ့ဘူးဆိုပြီးပါကစ္စတန်စစ်တပ်တောင်းရှိသူတို့ကစင်ဝါသတင်းထောက်ခဲ့ဧပြီ26ရက်မေးမြန်းမှုကိုဖြေကြားထားတာမျိုးပဲရှိခဲ့ပါတယ် နောက်ပိုင်းမှာတော့အိန္ဒိယနဲ့ပါကစ္စတန်အိန္ဒိယနဲ့ပါကစ္စတန်တို့ရဲ့တပ်ဖွဲ့ဝင်တွေဟာအငင်းဘွားကက်ရှမီးယားပြည်နယ်မှာအပြန်အလှန်ပစ်ခတ်မှုတွေကိုတုံ့ညဇက်တိုက်လှုပ်ဆောင်ခဲ့တယ်ဆိုပြီးတာဝန်ရှိသူတွေကဧပြီ29မှာပြောဆိုခဲ့တယ်ဆိုတဲ့သတင်းချို့တော့ထွက်ပေါ်လာပါတယ်။ပါကစ္စတန်စစ်တပ်ရဲ့နောက်ပိုင်းတရားထုတ်ပြန်ချက်မှာတော့အနောက်ဘက်မှာရှိတဲ့အာဖဂန်နစ္စတန်နေဇက်ကနိုင်ငံအတွင်းကိုဝင်ရောက်ဖို့ကြိုးပမ်းနေတဲ့အစ္စလာမစ်စစ်သွေးကြောင့်82ဦးကိုပြီးခဲ့တဲ့3ရက်အတွင်းတုတ်တင်ရှင်းလင်းခဲ့တယ်ဆိုတဲ့ကြေညာချက်ပဲတွေ့ရပါတယ်။ ဧပြီလ22ရက်ခီးသွားတွေတိုက်ခိုက်ခံပြီးတဲ့နောက်အိန္ဒိယကာကွယ်တပ်ဖွဲ့တွေကတနင်္ဂနွေလုံးမှာဆေးလေ့ကျင့်မှုတွေအများပြပြုလုပ်ပါတယ်။အဲဒီလေ့ကျင့်မှုတွေနဲ့အချို့ကတော့ပုံမှန်လေ့ကျင့်ခန်းတွေဖြစ်တယ်လို့ကာကွယ်ဝန်ကြီးကာကွယ်ဌာနအရာရှိတူးကပြောပါတယ်။အိန္ဒိယလူမျိုးတပ်ဖွဲ့တွေကကက်ရှမီးယားဒေသမှာရှိတဲ့အင်ဂျင်တထောင်နီးပါးနဲ့တပ်တော်တွေကိုရှာဖွေပြီးတဲ့နောက်လူပေါင်း900ခန်းကိုစစ်ဆေးမေးမြန်းထိန်းသိမ်းထားတယ်ဆိုပြီးဒေသခံရဲအရာရှိတူးကရိုက်တာကိုဧပြီလ28ရက်နေ့ကပြောပါတယ်။ ဲ့ဧပြီ28ရက်အိန္ဒိယရဲ့ပြောကြားချက်အရအိန္ဒိယတပ်ဖွဲ့တွေကစစ်သွေးကြွားတွေကိုရှာဖွေနေချိန်မှာပါကစ္စတန်ဘက်ကလက်နက်ငယ်တွေနဲ့၄ညစက်တိုက်ပစ်ခတ်မှုတွေပြုလုပ်ခဲ့လို့အိန္ဒိယဘက်ကတုံ့ပြန်ခဲ့ရတယ်ဆိုတဲ့ပြောကြားမှုလည်းထွက်ပေါ်လာပါတယ်။ဧပြီ28ရက်မနေ့အစောပိုင်းမှာပါကစ္စတန်ဟာကူဝါရာနဲ့ပွန်ခိုင်ရဲ့မြန်ရှင်းဆိုင်မှာရှိတဲ့ထိန်းချုပ်မှုမြင်းတျောက်လက်နက်ငယ်တွေနဲ့အကြောင်းမဲ့ပစ်ခတ်မှုတွေစတင်ခဲ့တယ်လို့ဆိုပါတယ်။ပါကစ္စတန်စစ်တပ်ဟာပွန်ဒေသမှာပစ်ခတ်ရစဲကြီးကိုပထမဦးဆုံးချိန်ချိုးဖောက်ခဲ့တာလို့ပြောပါတယ်။ လက်ရှိမှာအိန္ဒိယပါကစ္စတန်ရဲ့ကက်ရှမီးယားဒေသလီပါတောင်ကြားမှာတော့နှစ်နိုင်ငံတိုက်ပွဲတွေဖြစ်ပွားမှုရှိတယ်ဆိုတဲ့သတင်းတွေတွေ့နေရပြီးအဲ့ဒီဒေသကတော့အကြမ်းဖက်တွေခုအောင်တဲ့ဒေသဖြစ်တယ်လို့လည်းဆိုပါတယ်။သတင်းတစ်ပုဒ်မှာတော့နေဆက်ကအိန္ဒိယဆက်စကန်၃ခုကိုပါကစ္စတန်ကသိမ်းပိုက်ဖျက်ဆီးပြီးအိန္ဒိယစစ်သည်၅ဦးသေဆုံးပြီး၃ဦးအဖမ်းဆီးခံခဲ့ရတယ်ဆိုတဲ့သတင်းလည်းထွက်ပေါ်လာပါတယ်။အဲ့ဒီလိုပြစ်ခတ်တိုက်ခိုက်မှုတွေရှိနေကြပေမဲ့အိန္ဒိယနဲ့ပါကစ္စတန်အနေနဲ့နှစ်နိုင်ငံကန့်သတ်မဲ့စစ်ပွဲဖြစ်လာနိုင်ခြေကတော့အတော်လေးနေပါတယ်လို့ခံမှန်းနေကြပါတယ်။ ိန္ဒိယဟာပါကစ္စတန်ထိန်းချုပ်ထားတဲ့ကက်ရှမီးရမှာကက်ရှမီးရမှာရှိတဲ့အကြမ်းဖက်ပစ်မှတ်တွေကိုတိုက်ခိုက်ဖို့မြေပြင်နဲ့လေကြောင်းတိုက်ခိုက်မှုတွေပေါင်းစပ်ထားတဲ့ကန့်သက်စစ်ဆင်ရေးမျိုးသားလှုပ်ဆောင်နိုင်ခြင်းများတယ်လို့ခန့်မှန်းမှုတွေကိုတွေ့နေရပါတယ်ဒီနေရာမှာတခုရှိတာကတော့အိန္ဒိယရဲ့ဒီလိုမျိုးတိုက်ခိုက်မှုပေါ်ပါကစ္စတန်ဘလို့တုံ့ပြန်မလဲဆိုတဲ့အခြေအနေကသာလျှင်ဒီစစ်ပွဲဖြစ်ပွားမှန်မဖြစ်ပွားဘူးကိုပြောဆိုလို့ရမယ်အခြေအနေလို့ခန့်မှန်းရပါတယ် နောက်ထပ်အကြောင်းအရာတစ်ခုကတော့တင်းမာမှုတွေဖြစ်နေချိန်မှာအိန္ဒိယကပြင်သစ်တိုက်လေရင်တွေဝယ်ယူတဲ့သတင်းဖြစ်ပါတယ်။ပါကစ္စတန်နဲ့တင်းမာမှုတွေမြင့်တက်နေချိန်မှာပဲပါကစ္စတန်ကိုတရုတ်နဲ့တူရကီတို့ကဆက်လက်ပစ္စည်းတွေပေးပို့ရဲဆိုတဲ့သတင်းတွေထွက်ပေါ်နေချိန်မှာပဲအိန္ဒိယကပြင်သစ်စီကတိုက်လေရင်တွေဝယ်ယူတယ်ဆိုတဲ့သတင်းထွက်ပေါ်လာပါတယ်။ April 28ရက်မှာအိန္ဒိယကအမေရိကန်ဒေါ်လာ9.41ဘီလီယံတန်မှုရှိတဲ့ပြင်သစ် Rafale တိုက်လေရင်26ဆင်းဝယ်ယူဖို့သဘောတူလက်မှတ်ထိုးနိုင်ပြီဆိုပြီးတော့ တာဝန်ရှိသူတွေကသတင်းထုတ်ပြန်ပါတယ်အဲ့ဒီဝယ်ယူမှုမှာတယောက်ထိုင်တက်ခိုက်ရေးလေရင်22ဆင်းနဲ့နှစ်ယောက်ထိုင်အမောင်းတင်လေရင်၄ဆင်းပါဝင်ပြီးတော့ဒီတိုက်လေရင်တွေကို2031မှာပြီးသက်လွှဲပြောင်းပေးရမှာဖြစ်တယ်လို့သဘောတူညီချက်မှာဖော်ပြထားပြီးပြည်ပြင်ထိန်းသိမ်းထောက်ပံ့လေကျင့်ကိစ္စရပ်တွေပါပါဝင်ပြီးတော့လိုအပ်တဲ့အစိတ်ပိုင်းတွေကိုပြည်တွင်းမှာထုတ်လုပ်မှာလို့ဆိုပါတယ်အိန္ဒိယကတော့အခုဝယ်ယူမှုကရေတပ်ရဲ့လက်တလုံးလူဝဲချက်တွေကိုဖြည့်ဆည်းပေးနိုင်မှုလေရင်တင်မောသုံးလေရင်တွေကိုပြည်တွင်းမှာထုတ်လုပ်သုံးပြုနိုင်တဲ့အချိန်ထိလူဝဲချက်တွေကိုဖြည့်တင်းပေးဖို့ဖြစ်တယ်လို့ဆိုပါတယ် အိန္ဒိယရေတပ်ကဒီပိုင်းအတွင်းမှာပဲတာဝေးပြည့်နဲ့တိကျတဲ့ထိုးစစ်ဆင်နိုင်စွမ်းကိုပြသဖို့ဒုံးကျည်တွေဆက်သက်ပစ်ခတ်မှုတွေရှိပါတယ်။အိန္ဒိယရေတပ်တင်မောတွေကတာဝေးပြည့်တိကျတဲ့ထိုးစစ်ဆင်မှုအတွက်လိုအပ်တဲ့ချင်းတွေပြင်ဆင်မှုတွေပြစ်ခတ်နိုင်တဲ့စနစ်တွေနဲ့တင်မောသားတွေရဲ့အသင့်ဖြစ်မှုတွေကိုပြန်လည်ဆန်းစစ်နိုင်ဖို့နဲ့အချင်းတွေကိုတိနိုင်ဖို့တရုတ်ပြအနေနဲ့တင်မောပြည့်လက်နက်များစွာကိုအောင်မြင်စွာဆက်သက်ပစ်ခတ်ခဲ့တယ်ဆိုပြီးရေတပ်က X လူမှုကွန်ရက်မီဒီယာမှာရေးသားခဲ့ကြောင်းသိရပါတယ်။ ။နောက်ထပ်အကြောင်းအရာတစ်ခုကတော့တရုတ်ကပါကစ္စတန်ထံကိုပြပဖို့ပုံစံမဟုတ်တဲ့လက်နက်တွေအလင်းမြန်ရောင်းချပေးပို့နေတယ်ဆိုတဲ့သတင်းမှာတရုတ်ကပါကစ္စတန်ကိုလက်နက်တွေပေးပို့နေတယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးသတင်းတွေထွက်ပေါ်လာတာမှာ ပါကစ္စတန်လေတပ် PAF ကတရုတ် PL15 Pion Vajrak Range VVR ဝေဟင်ပြစ်ဒုံးကျည်တွေတက်ဆင်ထားတဲ့ JF Sandy Block 3တိုက်လေနေတဲ့ဓာတ်ပုံတွေကိုထုတ်ပြန်ခဲ့တယ်လို့သိရပါတယ် အဲ့ဝင်းပြည်ဒုံးတွေဟာအိန္ဒိယနဲ့ပါကစ္စတန်ကြားတင်းမာမှုတွေမြင့်တက်နေချိန်မှာတရုတ်ကဒုံးကြီးတွေအလင်းမြန်ပေးပို့ခဲ့တာဖြစ်တယ်ဆိုပြီးတော့ Stop Gun Bureau ကဖော်ပြခဲ့တယ်လို့သိရပါတယ်။အဲ့လူမှု media post မှာတရုတ်ကိုစံချိန်မီရွှေမဟာမိတ်လို့ချီးကျူးထားတယ်လို့ဆိုပါတယ်။အဲ့ဒုံးကြီးတွေက PL50E ဖြစ်တဲ့ပြပပို့ version မဟုတ်ဘဲနဲ့တရုတ်လေတဲ့ PLAF ကတိုက်ရိုက်ပေးပို့ခဲ့ခြင်းဖြစ်တယ်လို့ European Times သတင်းဌာနကပြောပါတယ်။ အဲဒုံးကြီးတွေကို2017မှာတည်ထင်ခဲ့ပွဲရှိပြီးတော့2012မှာပထမဆုံးစမ်းသပ်ခဲ့ပါတယ် PL15 ဟာတရုတ်လေတပ်မှာ2018ခန့်မှာစတင်အသုံးပြုခဲ့ပါတယ်အဲဒုံးကြီးတွေကတစ်ထက်တုံးကန်အား3အဆိုင်ခဲလောင်တာဒုံးပြက်နဲ့ AESA Active Electronic Kelly Scannery Radar ကိုအသုံးပြုထားပါတယ်။ AESA Radar ကိုနှလန်းသွင်း Data Link နဲ့ပေါင်းစပ်အသုံးပြုတာဖြစ်ပါတယ PL15 တိုက်လေဒုံးကျည်ရဲ့အကွာအဝေးကကီလိုမီတာ200ကနေ300အထိပစ်ခတ်နိုင်ပြီးတော့အတန်ထက်ငါးဆမြန်တယ်လို့ဆိုပါတယ် PL15 ဒုံးကျည်တွေကိုတရုတ်တိုက်လေချန်ဒူး G20 G10C နဲ့ G15 တို့မှာတက်ဆင်အသုံးပြုတယ်လို့သိရပါတယ်အဲ့ဒီလက်နက်ကအမေရိကန်ရဲ့ AIM 120D AMRAAM နဲ့ဥရောပရဲ့ MBDA Multi ကဲ့သို့နောက်တိုင်းလက်နက်တွေနဲ့နိုင်ရှင်နိုင်ွယ်ရှိတဲ့လက်နက်ဖြစ်တယ်လို့ ကာကွယ်ကျွမ်းကျင်သူတွေရဲ့ပြောကြားချက်အရသိရပါတယ်။ဖိုင်ကမ်မကျန်းဖတ်တိုက်ခိုက်မှုပြီးအိန္ဒိယနဲ့ပါကစ္စတန်ကြားစစ်ရေးရတင်းမာမှုတွေမြင့်တက်လာတဲ့အချိန်မှာတရုတ်ရဲ့ PL15 ဒုံးကြီးပြပမှုဟာပါကစ္စတန်အတွက်အလွန်အကျိုးရှိစေမှာဖြစ်တယ်လို့မှတ်ချက်ပြုကြပါတယ်။အဲ့ဒီဒုံးကြီးရဲ့အဝေးပစ်စွမ်းရည်ဟာအိန္ဒိယအတွက်ကြီးမားတဲ့ချိန်ချောက်မှုတစ်ခုဖြစ်နိုင်ခြေရှိတယ်လို့လည်းခန့်မှန်းကြပါတယ်။နောက်ထပ်အကြောင်းအရာတစ်ခုကတော့ပါကစ္စတန်ကိုလက်နက်ထောက်ပံ့နေဆိုတဲ့သတင်းကိုတူရကီညင်းဆိုတာပါ။ နျူကလ িয়ার ပိုင်းနေဆက်ဆက်နေတဲ့နိုင်ငံနှစ်ခုတင်းမာမှု မြင့်တက်နေချိန်မှာပါကစ္စတန်ကိုတရုတ်နဲ့တူရကီတို့ကလက်နက်တွေပေးဖို့ထောက်ပံ့နေဆိုတဲ့ထွက်ပေါ်လာတဲ့သတင်းတွေနဲ့ပတ်သက်လို့တူရကီအစိုးရကတော့ April 28မှာညှင်းဆိုလိုက်ပါတယ်။တူရကီနိုင်ငံကစစ်လက်နက်တွေဖြစ်ပါတဲ့လေရင်6ဆင်းကိုပါကစ္စတန်စီဆီလွတ်ခဲ့တယ်ဆိုတဲ့မီဒီယာအချို့ရဲ့ရေးသားမှုဟာမမှန်ကန်ပါဘူးဆိုပြီးတော့တူရကီအစိုးရရဲ့ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက X social media platform မှာထုတ်ပြန်လာခဲ့ပါတယ်။ ဒီလိုပြောဆိုမှုတွေနဲ့ပတ်သက်လို့နှိစက်တာတစ်ခုကတော့ဒီအပိုင်းတွင်းမှာထူကီတဲယူပို့ဆောင်ရေးလီရင်တစင်းကလင်းစီဖြစ်ဖို့ယူရချက်နဲ့ပါကစ္စတန်မှာဆင်းသက်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီပြင်ထူကီသမရရီဆက်တီယက်ဆာဒိုဂန်ကအိန္ဒိယနဲ့ပါကစ္စတန်တို့အနေနဲ့ထိရင်တင်းတင်းလှုပ်ဆောင်ကြဖို့တိုက်တွန်းနေပါတယ်။ဧပြီလ28ရက်မှာထူကီအနေနဲ့ပါကစ္စတန်နဲ့အိန္ဒိယနိုင်ငံကြားတင်းမာမှုတွေဒီတက်ပိုပြီးပြင်းထန်တဲ့အခြေအနေကိုရောက်မလာခင်မှာတတ်နိုင်သမျှအမြန်ဆုံးပြေလျှော့တာမျိုးပဲဖြစ်စေချင်ပါတယ်။ ဒေတာတွေနဲ့ပြင်ပမှာပြိပခါတွေထပ်မံပေါ်ပေါက်လာမှာကိုမလို့လားကြောင်းအခွင့်တင်နိုင်အလေးထားပြောဆိုနေတာဖြစ်ပါတယ်ဆိုပြီးတော့မြို့တော် Anchor မှာအစိုးရဘက်အစည်းအဝေးပြုလုပ်ပြီးသတင်းတောက်တွေကိုအာဒိုဂန်ကပြောကြားခဲ့တာတွေ့ရပါတယ်နောက်ထပ်အကြောင်းအရာတစ်ခုကတော့ပါကစ္စတန်ကဝဲဝင်ကြီးရဲ့စိတ်ဝင်စားစရာ ပြောဆိုမှုဖြစ်ပါတယ်အခုလိုဖြစ်စဉ်တွေကြားထဲမှာပဲစိတ်ဝင်စားစရာပြောကြားချက်တရားကထွက်ပေါ်လာပြန်ပါတယ်အဲ့ဒါပြောကြားတဲ့သူကတော့ပါကစ္စတန်ကဝဲဝင်ကြီးခါဝါဂျာအစစ်ဖြစ်ပါတယ် ပါကစ္စတန်အမေရိကန်နဲ့ဥရောပတို့ကိုစားဂျပန်အဖွဲ့တွေကိုထောက်ပံ့ပေးခဲ့ရပြီးတော့ဂျီဟပ်ဝါရီတွေကိုအနောက်နိုင်ငံတွေကဖန်တီးခဲ့တာဖြစ်တယ်ဆိုပြီးတော့အစက်ကရုရှားရဲ့ RT ရုပ်တံကိုပြောကြားခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ပါကစ္စတန်ပြီးခဲ့တဲ့ဆယ်စုနှစ်တွေအတွင်းအနောက်နိုင်ငံအစိုးရတွေအထူးသဖြင့်အမေရိကန်ရဲ့မူဝါဒတွေကြောင့်ဒေသတွင်းအကြမ်းဖက်မှုရဲ့တားဆောင်ဖြစ်ခဲ့ရတယ်လို့ဆိုပါတယ်။သူပြောကြားမှုမှာပါကစ္စတန်ဟာ1980ပြည့်နှစ်တွေကဆိုဗီယက်အာဖဂန်နစ္စတန်စစ်ပွဲမှာပါဝင်မှုအရင်တုန်းကအုပ်ချုပ်သူတွေရဲ့မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေကြောင့် နောက်နိုင်ငံတွေရဲ့ကိုစားဂျီဟတ်တွေကိုလေ့ကျင့်ပြုထောင်ပေးခဲ့ရတယ်ဂျီဟတ်ဝါရီတွေကိုစတဲ့အသက်သွင်းခဲ့တာကနောက်နိုင်ငံတွေဖြစ်တယ်ပါကင်စတန်ရဲ့ကျင့်ဝတ်တွေလည်းပြောင်းသွားခဲ့ရပြီးအခုလိုပြဿနာတွေပေါ်ပေါက်လာစေခဲ့တာဆိုပြီးတော့အစစ်ကပြောကြားခဲ့တယ်လို့သတင်းထွက်ပေါ်လာပါတယ်ဒီနေ့မျှဝေမှုရဲ့နောက်ဆုံးအကြောင်းအရာဖြစ်ပါတယ်အဲ့ဒါကတော့အချက်ပဲဖြစ်ရပေါ်တရုတ်နဲ့အမေရိကန်တို့ရဲ့ပြောစကားပါဒီဖြစ်နဲ့ပတ်သက်လို့ပါကစ္စတန်ကိုလက်နက်ထောက်ပံ့ပေးပို့နေတယ်လို့ဆက်ဆွဲခံရတဲ့တရုတ်နိုင်ငံကကက်ရှမီးယားမှာဖြစ်ပွားခဲ့တဲ့အကြမ်းဖက်မှုနဲ့ပတ်သက်ပြီ ဗမလိုက်တဲ့စုံစမ်းစစ်ဆေးမှုတစ်ခုကိုလှုပ်ဆောင်ဖို့တောင်းဆိုခဲ့ပြီးတော့နိုင်ငံခြားဖြစ်ပွားနေတဲ့တင်းမာမှုတွေရော့ပါစေဖို့အတွက်လက်တွဲလှုပ်ဆောင်ကြဖို့အိန္ဒိယနဲ့ပါကစ္စတန်ကိုလည်းတိုက်တွန်းခဲ့ပါတယ်။ဒီနိုင်ငံခြားဝန်ကြီးဝန်ကြီးကပါကစ္စတန်နိုင်ငံခြားဝန်ကြီးနဲ့ဖုန်းခေါ်ဆိုချိန်မှာဒီပရိပက္ခဟာအိန္ဒိယနဲ့ပါကစ္စတန်တို့ရဲ့အကျိုးစီးပွားတွေကိုအကျိုးပြုမှာမဟုတ်တယ်လို့ဒေသတွေငင်းငိုင်းနဲ့တင်းငိုင်းရေးကိုအကူအညီဖြစ်စေမှာမဟုတ်ဘူးလို့ပြောကြားခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီပြန်ကြမ်းဖက်မှုကိုတိုက်ဖြတ်ဖို့ပါကစ္စတန်ရဲ့ကျိုးပန်းအားထုတ်မှုတွေကိုတရုတ်ရဲ့ထောက်ခံမှု ရှိကြောင်းဝန်ကြီးကထပ်လောင်းပြောကြားခဲ့ပြီးတော့ဒီပြဿနာကိုဖြေရှင်းဖို့ကနိုင်ငံအားလုံးရဲ့စူပေါင်းတာဝန်ဖြစ်တယ်ဆိုပြီးပြောကြားခဲ့တယ်လို့သိရပါတယ်။အဲလိုပဲအမေရိကန်ကလည်းနှစ်နိုင်ငံစလုံးကိုတာဝန်သိရဖြေရှင်းနည်းနဲ့ကြိုးပမ်းကြဖို့ဆိုပြီးတိုက်တွန်းလာခဲ့ပါတယ်။ Writer သတင်းဌာနကိုအီးမေးလ်နဲ့ပေးပို့တဲ့ကြေညာချက်မှာအမေရိကန်နိုင်ငံရဲ့ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကဒါကပြောင်းလဲဖြစ်ဖြစ်နေတဲ့အခြေအနေဖြစ်ပြီးတော့သူတို့အနေနဲ့တိုးတက်မှုကိုအနည်းငယ်စောင့်ကြည့်နေတဲ့အိန္ဒိယပါကစ္စတန်အစိုးရတွေနဲ့အရာရှိအဆင့် အမျိုးမျိုးကိုဆက်သွယ်နေပါတယ်ဆိုပြီးပြောကြားခဲ့ကြောင်းသိရပါတယ်။ဟုတ်ကဲ့ကျွန်တော်တို့ဒီနေ့သတင်းများမျှဝေခြင်းကတော့ဒီမျှပဲဖြစ်ပါတယ်ဗျ။ရပန်ရခိုင်မှာကျွန်တော်တို့ရောက်ရှိတဲ့နေရာဒေသရဲ့အဒီအခြေအနေကြောင့်မလို့အချို့တော့မလူလာတဲ့အတန်အချို့ပါခဲ့ရင်တော့ခွင့်လွှတ်ပေးဖို့တောင်းပန်ပါတယ်ဗျ။အခုလို့ကျွန်တော်တို့မျှဝေပေးနေမှုတွေကိုနားဆင်ပြီးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ဗျ။